မင်္ဂလာညာချမ်းလေးပါခင်ဗျာစာရေးဆရာမြူကိုအလင်းကရေးသားထားတဲ့ဘုတ်ဆိုးဖိုးတင်တဲ့တောနယ်ထဲကဖုံးတော်ကြီးဆိုတဲ့စိတ်ဝင်စားပွဲရာတော်ရင်မုတ်ဆိုးဇလန်းကောင်းလေးကိုပြောပြတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာနားဆင်ခံစားပေးကြပါဦးခင်ဗျာဇလန်းလေးမစခင်ပါကျွန်တော်ရဲ့ channel လေးကို like and subscribe လို့ရသေးသူများ လုထားပေးခဲ့ဖို့တောင်းဆိုလိုက်ပါရစေခင်ဗျာ နွေရသည်ကာလမှာရွှဲချောင်းများတတော်တောင်လုံးကျွေလျက်တောအုပ်တောင်ကုန်းများပေါ်တွင်ပေါင်းနေသော သစ်ပင်များမှာအရွက်ဗလာကျင်းလျက်ရဲချောင်းများက လေနှင့်အတူတဖြုတ်ဖြုတ်ကျွေဆင်းနေပါတယ်။ရွာမှရှင်းလိုက်ပြကြသော ခလေးများမှာယခုလိုရာသီတွင်ရှင်းလိုက်ကြရာဝဲရှင်းကသစ်ခေါင်းအတွင်ဝင်သွားပါက အခေါင်းထွက်ပေါက်များကိုပိတ်၍ရှင်းဝင်သွားရာအပေါက်အတွင်းသို့တေးရွက်သစ်ခိုင်းချောင်းများထဲသွင်း၍မီးရှို့တက်ကြတယ်။ အဘူတန်မိโกတန်ကြောင့်တစ်ခေါအတွင် ရောက်နေသော ရှင့်မှာမိရှို့ရအပေါင်းမှအတင့်ပြန်ထွက်ရာတွင်စောင့်နေကြသော ကောင်လေးများလက်ချက်ဖြင့်အသက်ပြောက်ရတော့တယ်ရှင်းလိုက်သောကောင်လေးများရှိုးလိုက်သောမိကလွေကာလမှုမိဘဆင်ထွက်ရာနေရာတိုင်းတွင် လောင်စာကအတင့်ရှိနေသည်ဟုတော်မီလောင်ပါတော့တယ်တော်မီကတတော်တတော်လုံးနေညပတ်လောင်ပြီးလောင်စာရှိရာမိကူရဲ့သွားနေပါလေတော်မီလောင်ချိန်တွင် တောနေလိမ့်ဆန်များမှာဘေးလို့ရရှောင်ပြေးကြားရကုန်းတယ်ကျွန်တော်နဲ့တာဝဆရာသပည့်နှစ်ယောက်မှာတော်မီလောင်မီတပတ်အကြအတွင် အမဲပြည့်ရန်ထွက်လာကြတယ်နှွေဥသူနေ့လေပိုင်းမှာပူပြင်းချောက်တွေ့စွာရှိနေပါတယ်တတော်လို့တတော်လို့လဲပြောင်းရှင်းနေတာသားကောင်တွေဘယ်သွားနေကြမလဲမစိုးနိုင်ဘူးတုံးညိုကြီးပဲရောက်ကုန်ကြပြီပေါ့ကွာအဘမာကစမ်းပေါက်တွေစမ်းကြောင်းတွေပေါတော့အပင်တွေစိမ့်စိမ့်ဆူဆူနဲ့တော်မီနှစ်တိုင်းလွတ်တယ်လေဝေးတယ်ကိုကြီးက မိုးတွင်းဆိုနှစ်ရက်လောက်သွားရတဲ့ခရီးပဲအခုကမိုးတွင်းမှာမဟုတ်တာကွာတော်မီလောင်ထားလို့ပြောင်းရှင်းနေတာလေးတဝက်စာခရီးလောက်ပဲရှိမယ်ကွာတ냐အဲ့လောက်အမဲသွားပြစ်ကြတာပေါ့ဘိုးရသည်ကာလတွင်အပြန်အရင်ပေါက်နေတော့ခြုံတယ်ပင်များတစ်ပင်ငယ်များကြောင့်တော်တွင်သွားလာရတာခရီးမတွင်တော့လဲတော်မီကတိရွယ်ချောင်းများခြုံတွင်များကိုလောင်ကျွမ်းသွားရပြောင်းရှင်းလျက်သွားလာရလွဲကူနေပါတယ်ကျွန်တို့ယခုအမဲပြေသွားမိတောညူကြီးမှာ သစ်ပင်ကြီးများချုံနယ်ပင်များဖူပိစွာပေါက်ရောက်နေပြီးတော့နေရာဒီကာလမှာပင်စမ်းကြောင်းများရှိနေသောကြောင့်တောမီလွတ်သလိုသစ်ပင်ကြီးများချုံနယ်များထူပိနေရာနေကာလတွင်သားတော်များခူအောင်တက်ကြပါလေတောညိုကြီးအဆက်သို့ဝင်းပြီးအချိန်မှာပင်ကျွန်ုပ်တို့အမောပြေသွားရတော့တယ်တခြားနေရာတွင်သစ်ပင်ကြီးများအရွက်ကျွေနေတော်လဲတောညိုကြီးတောင်ကျောတစ်လျှောက်ပေါက်နေသောသစ်ပင်ကြီးများမှာအရွယ်များစိမ့်ဆူဝေးစားနေသလို ထုံွယ်ပင်များကလည်းစိမ့်ဆူစွာဖြင့်ရှိနေပါလေ။တောညိုကြီးအတွင်ပေါက်နေသောသစ်ပင်ခြုံွယ်များမှာတခြားသောနေရာတွင်ပေါက်သောအပင်များနဲ့မတူဘဲနဲ့ပုံစံတစ်မျိုးကွဲလျက်ရှိနေပါလေ။တောညိုကြီးအစဝင်းချိန်မှာပဲကြီးငယ်တန်များနဲ့တူမြောင်းအုပ်စုအော်တန်တွေကြားနေကြားရတယ်။ဟူးပူလိုက်တာကွာအခုမှနေရထိုင်ရတတ်တာတော့တယ်။ဒီမှာခဏနာပြီးထမင်းစားကြမယ်။ ီနေရာကနိုင်ငံခြားဗီဒီယိုကားတွေကပါတဲ့သဲကနာရက Oasis လိုနေရာမျိုးနဲ့တူတယ်အေးစိန်နေတာပဲကိုကြီးဖိုးတရားလုံးပြီးတာဝါကားတော့လေဗီဒီယိုကားတွေကြည့်တိတ်ကူးတွေရင်းနဲ့ဟုတ်နေတာပါပဲတန်းချောင်းတစ်ခုအနားရောက်မှာတော့ကျွန်တို့ဆရာသဘက်မှာဖေးပြန်နေတော့ခြေလက်မျက်နှာများကို စေးကြောလိုက်ကြရင်းနဲ့ပါလာတော့သမင်းတုံများကိုဖြေစားနေကြတော့တယ်အာဒီမြောက်တွေကပြက်တွေတုံးတယ်ကွာဟေးသွားစမ်းသွားစမ်း မြောင်းတွေကိုသွားမမောင်းနေတဲ့တာဝရဲ့ဒီကောင်တွေကလူတွေဘာလို့လဲအာကြီးဆက်ဆုတဲ့ကောင်တွေထားလိုက်စမ်းပါကွာတော်တော်ဆိုးတဲ့ကောင်တွေတနက်နဲ့ပြစ်လိုက်စမ်းပါကိုကြီးယာမလားတားလောက်ရှိသွားငါမမြောက်ကိုမတက်တာတာဝရစိတ်ထဲထားမနေပါနဲ့ထမင်းစားစရာရှိတာစားပါကွာကျွန်တော်နဲ့တာဝထမင်းစားနေချိန်တွေမြောင်းတို့မှာအနီးနားသစ်ပင်များသို့ရောက်လာပြီးတော့စူးစမ်းဟန်ကြေးနဲ့တခွေးခွေးအတန်များဖြင့်အော်ဟစ်နေကြယာ တာဝကဒေါသဖြစ်လာဟန်ဖြစ်သမင်းစားရရွက်၍ခဲပြင်လှမ်းပေါရခဲလုံးလို့ရသစ်ပင်မြင်းကြီးများပေါ်တို့တက်ပြေသွားကြဒေါတာပဲတာဝမှာလက်ပြန်ဆွေးသမင်းစားရပြင်နေချိန်တွင်ရောင်များမှာလူနဲ့မနီမဝေးတက်ခိုင်းများသို့ရောက်လာသောကြောင့်တာဝမှာခဲပြင်ထပ်ပေါရန်ပြူသောကြောင့်မနေသာတော့ပဲတားမြစ်လိုက်ရဒီမြောက်တို့ကလုံကိုလုံးပါလေသူကိုလည်းမကြောက်မလန့်နဲ့စိတ်တူဖို့ကောင်းလိုက်တာဗျာဂျာရာဝင်းဆိုစကားရှိတယ်ကွာ လူဆိုတာကမြောက်ကဆင်းသက်လာတာတဲ့ဒီစကားမှန်တယ်လို့ပြောရမလားလူတို့တော့လိုက်လို့လို့ရေရခက်ငိုရခက်ဇလန်းတွေရှိတယ်ကွာဘလို့ဇလန်းမျိုးတွေလဲကိုကြီးဖိုးတွေပြောပြပါလားဗျဒီတိုင်းတော့မရဘူးကွာကြကြောလေးပါလေးဆွဲပေးရမယ်အဲ့ဒါဆိုရင်တော့ပြောပြမယ်ကွာဇလန်းမပြောပြလဲနှိပ်ပေးနင်းပေးနေကြပဲဟာသူဆန်းလို့လို့သားတော်ပြီးချင်းအထိအနာပက်လေတွင် ရှိနေသောမြောင်များကိုကြည့်၍ဒေါ်ပွားနေသောတာဝါကိုကြည့်၍ကျွန်ုပ်မှကြားဘူးထားသော မြောင်များနဲ့ပတ်သက်သောအကြောင်းအရာများကိုသတိရလာမိတယ်။တာဝကကျွန်တော်ကိုဇကြောဆွဲပင်နေချိန်မှာကျွန်ုပ်ကြားဘူးထားသောမြောင်ဇလံကိုပြောပြရင်အဆချီလိုက်တော့ဥဖိုးမောင်တို့တားဖ၃ယောက်မှာအနောက်ရိုးမအတွင်းသို့လွှာဆွဲရန်ရောက်ရှိနေကြတယ်။အိမ်သုံးပြင်းတလုံးများကိုငမန်းစွန်လွှာကြီးဖြင့်လိုအပ်သလိုခွဲချံဖြတ်တောက်ရန်ဖြစ်ပါတယ်။လွှာဆွဲခြင်းဆိုဒီမှာလူတရက်ကျော်မြင်သောလေးတိုင်စင်မော်တွင်ခုံလဲထားသောတေသုံးကြီးတင်၍လိုအပ်သလိုခွဲစိတ်ဖြတ်တောက်ရပါတယ်။ ထို့သို့လွှာဆွဲရန်လူသုံးယောက်လိုပါလေ။တွားစီရသည်လွှာဆွဲရတဲ့အခရာကြသူဖြစ်တယ်ကွ။ခွဲစိမ့်မီတဲ့တုံးကိုမိသွေးစိန်ထားသောကျိုးဖြင့်တစ်တုံးပေါ်မြင်းတန်းအမှတ်သားပြုတ်ပြီးတော့လွှာစီရကမြင်းတန်းအလိုက်တင်လွှာဆွဲရစီရန်ချိန်ပေးရသလိုလွှာမညက်စီရန်တစ်သားတသက်တစ်ခုဖြင့်ခွဲချောင်းတစ်လျှောက်ဆွဲလိုက်တက်ကိုရိုက်ထက်လိုက်ဖြင့်လုံနေရပါလေ။စင်ယောက်တွင်နှစ်ယောက်နေပြီးတော့ထိုနှစ်ယောက်ကလွှာစီရတဲပြီးတော့လွှာလန်းချောင်းအတိုင်းလိုက်တင်ဆွဲသွားယုံမင်ဖြစ်တယ် ဒီနေ့ကုန်ဒီနေ့ကန်တရှက်ရှက်တဟဲဟဲဖြစ်လွန်ဆွဲ လုပ်ငန်းကတော်တော်ကိုပင်ပန်းပါတယ်။ဥဖိုးပေါ်မှာငယ်စဉ်ဘဝလူပြိုပေါက်တဲ့ကလွန်ဆွဲလာသူဖြစ်တယ်ကွ။မိသားစုကိုလည်းသူတက်မြောက်ရာလွန်ဆွဲရေကျွေးမွေးလာရာသားနှယောက်ပင် လူပြိုအွယ်ရောက်လာကြပြီဖြစ်ပါတယ်။သားများအွယ်ရောက်သောအခါတခြားသူများနဲ့လွန်မဆွဲသားဖသုံးယောက်လွန်ဆိုင်ထောင်၍ဆွဲကြတော့တယ်။သားဖသုံးယောက်မှာဒီနေ့ကုန်ဒီနေ့ကန်တစ်သားများခွဲစိတ်ဖြတ်တောက်နေကြရာသူတို့ဘေးပဲလွယ်တဲ့ မြောင်များကသူတို့သားဖ၃ယောက်လောက်ကင်နေသူကိုစူးစမ်းကြည့်ရှုနေကြပါတယ်။တော်ဆွဲနေသောနေရာမှာတောနဲ့ပိုင်ကြားသည့်အရက်လူအရောက်နေသောအရက်မြောင်များပေါ်သောအရက်ဖြစ်ပါတယ်။ညနေဆောင်သောအခါလုပ်ငန်းသိမ်းဆီး၍စခန်းချရာနေရာသို့ပြန်ခဲ့ကြတော့တယ်။အဖိုးမောင်တို့သားဖ၃ယောက်ထွက်သွားသည့်နေ့မြောင်ဦးမှာလွားစင်မောတူထက်ငါအလူရက်တက်၍ကြံရစ်နေကြတော့တယ်။နောက်တနေ့မိုးလင်းရဲ့လွားစင်ရှိရာသို့လာကြရာ လောစင်နာတို့မရောက်မီကပင်မြောင်များဤတကွိကွိအော်မီတန်များကြားနေကြရလေဥဟုမောင်တို့တားဖလောစင်နာရောက်တော့အခါသင်မော်တက်နေတော့မြောက်ဥများကလီးစရာသစ်ပင်များပေါ်တို့ပြေးတက်ကုန်ကြတယ်အဖေဒီမြောက်ကအတင်ရဲလာကြီးလားအမေလူလာတာတော့မပြေဘူးဗျဟုတ်ပါလူတို့တော့မျိုးလုံးအပြူးသားနဲ့ထိုင်ကြည့်နေတယ်ကွာကဲကွာဟေးဟေးတားတို့မြောက်ကသေနေပြီထင်တယ်ကွာမလှုပ်ဘူးတခြားသောမြောင်များအပင်မော်တက်သွားကြတော့လဲ ခွဲလက်ဆတစ်သုံးကြီးပေါ်တွင်ညောင်ကြီးတကောင်ကစောင်းချောက်ထိုင်းကမျက်လုံးအပြူးသားနဲ့သူတို့ကိုကြည့်နေရ။သားနှစ်ယောက်မှာလူကိုမကြောက်တော့မြောက်ကိုအံဩစွာပြောရင်းနဲ့သားငယ်ဖြစ်သူကမြေပေါ်မှာလက်ထဆုပ်စာဂဲလုံးကိုကောက်ယူ၍ညောင်ကြီးကိုပြစ်ထဲလိုက်ရ။ဂဲလုံးကမြောင်ရင်ဘက်ကိုအချိန်ပြင်းစွာထိမှန်တော်လဲ။ညောင်ကြီးကမပြေးထိုင်ရသားရှိနေတော့ကြောင့်တည်နေသောမြောင်မန်းဥဖိုးမောင်ကတီးလိုက်တော့ကြောင့်သားများကိုပြောလိုက်ခြင်းပင်ဖြစ်ပါတယ်။ ခွဲပြင်စဲတသုံးပေါ်တွင်တောက်ချောက်ထိုင်၍တင်နေသောမြောက်သေးကြီးကိုကြည်ရင်းနဲ့သားဖသုံးယောက်အံဩစွာဖြင့်အနားကိုတိုးကပ်ကြည့်လိုက်ရာမြောက်ကြီးတေဆုံးရသောအเจ้าရင်မှန်ကိုတီးလိုက်ရတော့တယ်အเจ้าမှာလွားစင်ပေါ်မှာဥဖုမောင်ကလွားချောင်းဆွဲရလွဲကူးစရန်လွားဆွဲရတေသုံးကြားကတက်ကိုနှုတ်လိုက်ရိုက်လိုက်တနေကုန်လုံးနေခြင်းကိုအပင်မှာလူလုံးသမျှကိုကြည့်ရင်တော့မြောင်များကမှတ်သားထားကြပြီးတော့လူမရှိချိန်တွင်တက်ကိုနှုတ်လိုက်ပြန်ရိုက်သွင်းလိုက်လို့ရန တက်ကိုနှုတ်ပုံရပါတယ်။ထို့သို့လို့ရန်တက်ကိုနှုတ်လိုက်ချင်းတွင်မြောင်ကြီးဝေးစေမှာလွာချောင်းရတဲ့ဝင်းနေရတက်ကိုနှုတ်လိုက်ချင်းဝေးစေကိုညှက်လိုက်တယ်လို့ဖြစ်သွားတော့ကြောင့်မြောင်ကြီးတေသွားရခြင်းပင်ဖြစ်ပါတော့တယ်။သားဖာ၃ယောက်မှာလဲရိခာအချောင်များသာစားနေရသည်မှာကြာပြီမို့ကြံကြံဖမ်းဖမ်းလာတင်စော့မြောက်ကိုခုတ်တိချက်ပြုတ်စားတော့လိုက်ကြတော့တယ်။ဥဖိုးပေါ်တို့သားဖာမှာတေခွဲရမှာပြန်လာ၍ရွာသို့ပြန်ရောက်တော့အခါသူတို့ကြုံတွေ့ခဲ့ရသောမြောင်ကြီးဂွေးစိတ် တန်ညွက်ရည်တည်သောအကြောင်းရွာသားများကိုပြောပြရာရွာသားများမှာပထမအံဩတက်ကွဖြင့်ပြီးမှပြုံးရည်ကြားတော်တယ်ကျွန်တော်ပြောပြသောအစောမဲရည်တည်ရသောမြောင်အကြောင်းနားထောင်၍တာဝမှာတဟဟအော်ရဲ့နေရအပင်ပေါ်မှာမြောင်များမှာတကွေးအော်ရင်းနဲ့ကျွန်တော်တို့ကိုထူးထူးဆန်းဆန်းစိုက်ကြည့်နေကြတယ်တော်တော်စောတယ်မြောက်တွေစောစရာရှားလို့တက်ကိုသွားနှုတ်ရတယ်လို့စောတာကတော့ပြောမနေနဲ့ကွာတချို့ဆိုရင်တောထဲမှာလူမရှိပါဘူးဆိုပြီးတော့ အစိုးလေးချော့အင်ဂျင်လေးချုပ်ပြီးရေချိုးမိပါတယ်ဘယ်ချိန်ကလေးကလူအလေးချောင်းနေတဲ့မြောက်တွေလည်းမသိပါဘူးကွာရောက်လာပြီးတော့ပစိုးအင်ဂျင်တွေယူပြေးပြီးတော့သူ့ထံကအလူရက်လူဝစ်တလို့ဝင့်မယ်လောက်ကြတာပစိုးတွေအင်ဂျင်တွေကအစိမ့်စိမ့်မောမောဖြစ်ပါလေရောမြောက်တွေကိုမှတော့ပစိုးစာအင်ဂျင်ဇာလေးတွေပတ်ပြီးတော့ဗောလူကတော့ဒုက္ခရောက်ပါလေရောပစိုးမရှိအင်ဂျင်မရှိတော့ရွာထဲလည်းမဝင်ရတော့ညနေမိုးချုပ်အထိစောင့်ပြီးမှဝင်ရပါလေရောမြောက်တွေကအဲ့လောက်စော့တာမျိုးကွာ တတော်ဆိုးတယ်ကောင်းတွေပဲဖြစ်ဖြစ်ရေပေါ့ကွာတိုးတဲ့တောင်ထဲမှာအင်းကြီးပစိုးမရှိရဲ့လူရဲ့ဒုက္ခကိုတွေးပြီးရဲချင်းလာလို့ပါအတော်ဆိုးတဲ့မြောက်တွေအဲ့လူကတော့မြောက်ကိုအတော်ဒေါသဖြစ်နေမှာပဲအဲ့ရတဲ့ထူးဆန်းတာပြောပြမယ်ဇလန်းတဖို့ရှီသေးတယ်ကွာမြောက်အကြောင်းလားစက်ပေါင်းကိုကြီးဖို့တရကျွန်တို့ဆရာတပည့်မှာအမဲမပြည့်နိုင်ပဲအေးမြတော့အေးအောက်တွင်ထိုင်ရင်စကားစာမပြည့်နိုင်ပဲရှိနေတော့တယ် ကျွန်ုပ်ပြောပြတော့မြောင်းဇလတ်ကိုနားထောင်ရေးတာဝတယောက်အတော်မသက်ရေမော့နေတော့တာပေါ့ကျွန်ုပ်လည်းခက်ပြင်းပြင်းရှိနေသည်မို့တခြားမြောင်းဇလန်တပုတ်ကိုပြောပြရင်ဇလန်အစခြိလိုက်ပြန်တယ်။တဘာများရင်းမဲ့ရိတ်သိမ်းပြီးတော့အခါကောင်းလိုင်းများကိုစုပုံနည်းနည်းစီဖြန့်ကထိုအပေါ်တွင်နွားသုံးလေးကောင်ကိုတက်နေစေ၍စဘာနေရပါလေ။တဘိုးတွဲထားသောနွားများကိုလူတယောက်ကထိန်းကရင်နဲ့ကောင်းလိုင်းများပေါ်နေရာလက်မကျန်စေရန်နေနေချင်းတွင်တခြားတယောက်မှ ကောင်းစွာတလက်ဖြင့်စဘာပေများကို အထက်အောင်လှန်လို့ရစဘာပေမှာစဘာကျွေးစီရန်စပယ်နံတွေအတိမကြံစီရန်နွားခွာဖြင့်စဘာထိစီရန်ပြုလုပ်ပေး၍အတိချွေရပါလေဥထိုးကြိုင်တို့လင်မယားမှာလူဘုမရှိသောကြောင့်စဘာလိုင်းပေါ်မိမကနွားဖြင့်လှဲပတ်၍စဘာချွေနေခြင်းဥထိုးကြိုင်ကကောင်းစွာတလက်ဖြင့်စဘာပေများပြိကတ်မနေစီရန်ကောင်းစွာတလက်ဖြင့်လှန်လို့ပေးနေပါလေစဘာနေရန်နေရာတလင်းပြင်ကိုလဲလဲကွက်တစ်ခုတွင် ရိုးပြက်များခုတ်ထွင်းရှင်းလျက်မြေသားညီစီရန်ပြုတ်ပြင်ကထိုမြေသားကိုနွားချီစိမ့်ကိုရေပြပြနဲ့ဖြော်၍တုံလိန်ထားလိုက်ပါလေ။နွားချီများခြောက်တော့အခါမြေပြင်မှာတင်းရင်မာကြော့သွားပြီးတော့အင်းငယ်တွေကင်ထားသည့်အလားရှိနေပါတော့တယ်။ထိုမြေပေါ်တွင်အရေးရစီရန်အမိုးအကာများပြုတ်လုပြီးတော့ခြွေမိစဘာလိုင်းများချ၍စဘာခြွေခြင်းပင်ဖြစ်ပါလေ။ဥထုံးကြီးတို့လည်းမှာရွာနဲ့အတော်လှမ်းသောရိုးမှတောင်ချီဘေးကတောင်လေဖြစ်ပါလေ။ လေမယားနှစ်ယောက်စပားချွေနေချိန်တွင်ရောင်များမှာစပားချွေနေသောနေရာနှင့်အနီးဆုံးသစ်ပင်များပေါ်သို့ရောက်လာကြပြီးတော့တခွိခွိအော်ရင်းနဲ့စူးစမ်းဟန်ကြည့်နေကြတယ်။မနက်စောစောထမင်းချက်ပြုတ်စားတော့ပြီးစပားချွေနေကြရမှနေ့လယ်ပိုင်းတွင်နွားသာကြွေးနွားရည်တဲအတွက်နားကြပြီးတော့နေ့လယ်စာစားတော့ပြီးတော့အခါစပားထွက်ချေကြပြန်တယ်။ညနေဆောင်၄နာရီခန့်အချိန်တွင်နွားများကိုဖြုတ်၍ခြေစန်းလက်ဆန့်ဖြစ်စီရန်လွတ်ထားလိုက်ပြီးတော့ လူများမှာရေမိုးချိုစားတောက်ပြီးတော့မိုးဆိုးဆုံးချုပ်သွားတော့တယ်။လေကသဘာတင်း200ကျော်ထွက်တည်မှုအနည်းဆုံးတစ်ပတ်ခန့်အတိချွေရမည်ဖြစ်ရာလေမယားနှစ်ယောက်မှာလဲတဲ့ဝင်နေကြခြင်းမည်ဖြစ်ပါတယ်။ည7နာရီခန့်တွင်လေမယားနှစ်ယောက်အိယာဝင်ကြရင်းနဲ့နှိမ့်ချိုက်စွာအိမ်မောကြနေကြတော့တယ်။တနေ့ကုန်ပင်မန့်ထားသောအချိန်ဖြင့်အိမ်မောကြနေရမှညနေကောင်အချိန်တွင်ဥထုံးကြီးနိုးလာခဲ့ပါတယ်။ဝမ်မိုက်ကတည်းရဲ့နားလေးရဲ့ဝမ်းသွားလို့တော့ကြောင့်နိုးလာခြင်းမည်ဖြစ်ပါတယ်။ လာတချမ်းပဲအလင်းရောင်ကထိတ်လင်းစွာရှိနေသောကြောင့်တဲနှင့်အတန်ငန်လှမ်းသောလေကွင်းမှကဒင်းပေါ်တွင်ထန်၍လေတဖြူးဖြူးဖြင့်ကိစ္စဝိစရှင်းပြီးတော့စဘာချွေရာဘက်သို့ကြီးလိုက်မိချိန်တွင်မျိုးလုံးများပြူးကျဲသွားကရင်နှင့်ထိတ်ခနဲနှင့်ခုံသွားရပါတော့တယ်သူတို့စဘာချွင်သောနေရာလှုပ်ရှားနေသူများကိုလာရောက်အောက်တွင်တွေးလိုက်ရသောကြောင့်ဖြစ်လေတယ်နေဘူးမိုးရွာမရှောင်နဲ့ဖက်ယုံထားသောစဘာများကိုလာခိုးသူရှိနေပြီဆိုသောအတိကြောင့်မခံကျင်စိတ်ဒေါသစိတ်များယုံကြွာလာရင်နဲ့ တဲနီအ мян သွားပြီးတော့တဲကောင်းရဲ့နေရံတွေထောင်ထားသောလှမ်းကိုယူ၍ကဘာချွေရနေရာသို့ချင်းကပ်လာခဲ့တော့တယ်အချွေရသေးသောကောက်ပုံများကိုရွှေပြောင်းနေသူစုပုံနေသူများမှာအဝေးမှလှမ်းကြည့်ရသေးသေးကိုကိုဖြစ်နေသောကြောင့်ကြောတဲ့စိတ်ငယ်ဖြစ်သွားမိတယ်လဲအထက်တောင်ပေါ်တွင်ရွာဟောင်းတစ်ခုက ရှိနေပြီးတင်းကျိုင်းဟောင်းလည်းရှိရာတရေ၆တိဟုနာမည်ကြီးသောကြောင့်ယခုစဘာချွေနေသောနေရာတွင် တွေ့ရသူများမှာသရေတစေမင်းစာလားဟူ၍သရေတွင်ထင်မှတ်သောကြောင့်ကျောင်းစိအနှဲငယ်ဝင်မိသွားခြင်းပင်ဖြစ်ပါလေ။ကျောင်းစိဖြင့်ဦးထွန်းကြည်တွေ့ဝင်နေစဉ်သူစံသောမြင်ကွင်းတစ်ခုကြောင့်ပါဇက်ဟောင်းသားဖြစ်သွားရပါတော့တယ်။ပုပ္ပုသေးသေးအကောင်များမှာသူ့ပုံထားသောစဘာပုံမှတက်၍ဝက်ဘိုးဖြင့်ပြုလုပ်ထားသောနွားတစ်ပုဒ်ကိုသုံးလျောက်စုထမ်း၍နောက်မှတယောက်ကဒိုရချောဖြင့်လိုက်ခါမွားဖြင့်စဘာချွေသလိုလုံးနေကြခြင်းပင်ဖြစ်ပါလေ။ဦးထွန်းကြည်တယောက်ကျောင်းစိကတဝက်အန်ဩစိကတဝက်ဖြင့် ပုံထားသောကောက်လိုင်းပုံကို꿰၍ထိုးသူများနှင့်နီးကပ်နှမ်းသည်များနီးကပ်စီရန်အနည်းတို့တိုးကပ်ကြည့်သောအခါမှအဖြစ်မှန်ကိုသိတော့ကမပြုံးဘဲဝလုံး꿰ရဲချလိုက်မိပါတော့တယ်။သူတွေးလိုက်ရသောအရာမှာမြောင်းဖင်ဒီမြောင်းတုတ်ကနေ့လယ်ပိုင်းကဦးထွန်းကြည်တို့စဘာချွေရည်ဒီကိုကြည့်၍ညာပိုင်းလူချင်းတိတ်ချင်းတွေလူများစဘာချွေလိုခြေမှာမြောက်သုံးကောင်ကနွားလို့ရနောက်မှာမြောက်တစ်ကောင်ကနွားများကိုထိန်းသောလူနေရာမှာနေကစဘာချွေနေကြခြင်းပင်ဖြစ်ပါလေ နောက်မှမြောင်းမှာသူမင်းမစောင်းသောခမောက်စုပ်ကိုပင်စောင်းထားသေးတယ်ဗျ။ဥထုံးကြီးရေတံကြောင့်မြောင်းများမှလမ်းဖြတ်၍ခြေဥတက်ရပြေးလွှားကုန်ကြတော့တယ်။အတော်ဆိုးတဲ့မြောက်တွေပါလား။ကျွန်ုပ်မှလူကြီးသူမများထမ်းမှနားထောင်မှုသောမြောင်းနဲ့ပတ်သက်သောဇလန်းများကိုတာဝါကိုပြောပြရာတာဝါတယောက်ပဇံမစိနိုင်ရေမောလေးရဲ့ရှိနေပါတော့တယ်။ညနေဆောင်လေပောက်ချိန်နဲ့ရောက်ပြီမို့ကျွန်ုပ်မှရေတောင်ဆင်းမိသားကောင်များပြစ်ခတ်ရန်တောညိုကြီးအတွင်းပိုင်းမှရေကန်ကြီးရှိအောင်ဥတီလာခဲ့ကြတယ်။ တောင်ကျောရေထက်ပေါင်များမှာရေများဖြင့်အိုင်ထိုးနေသော ရေကန်ကြီးမှာယခုလိုနှွေကာလမှာပင်ရေမခန့်သွားပဲရေများရှိနေပါသေးတယ်။ကံပေးပက်လေတွင်သစ်ပင်ကြီးများမှာရေကန်ကြီးကိုအုံမိုင်းလျက်ရှိနေကြတာပေါ့။နှွေရာသီကာလရေရှားချိန်များတွင်ယခုကံတို့သားကောင်များရေတောက်ရန်လာလေရှိရာစောင်းဆိုင်ပြည့်ရန်တွေးထားခြင်းပင်ဖြစ်ပါလေ။ကြီးငှက်သားကလေးများနဲ့လိမ့်ဆန်ပေါင်းစုံ ရေကန်ကြီးအတွင်ရေသာတောက်ရမှာကျွန်တော်မှာစူဖြိုးလှသောစဖားကြီးတစ်ကောင်နဲ့ ခြေတကောင်ပြစ်ခတ်ရရှိထားပါလေရရှိလာတော့သားကောင်များကိုကျွန်တို့နှိမ့်လေထိုင်စကားပြောသော နေရာသို့တယ်လာကြတယ်ရရှိလာတော့သားကောင်များကိုရှေးဦးစွာတောမြောက်ချင်းပြူကြတာပေါ့ကျွန်တို့ဒေသတွင်တောမြောက်ချင်းမှာကနေရွက်ထိတ်ခွာထိတ်ဂျိုးထိတ်စားသောနေရာများကို စတိတဘောလှိဖြက်ပြီးပြည့်ရတရွက်တင်ထယ်ပြီးတော့သစ်ပင်ကွာကြားများတွင်တင်၍တောပိုင်းတောင်ပိုင်းများကိုဥပပြတင်မြောက်ကြောင်းပြောဆိုတင်မြောက်ခြင်းပင်ဖြစ်ပါတယ်ကျွန်တို့နှစ်ယောက်လုံးမှာ အမဲဖြတ်ခြင်းကိုကျင်သားရနေကြပြီမို့တနအီခွဲခံအချိန်တွင်ခုတ်ထစ် PC သွားတော့ပါလေခုတ်ထစ်ပြီးချိန်တွင်အနာမြူအားသေးပဲသင်းကြောင်များရသလောက်ရှာဖွေရန်တာဝါကိုခိုင်းထားရသလိုကျွန်ုပ်ကလည်းဝါးပင်များခုတ်၍3000ခန့်အမြင့်4000စင်တစ်ခုစောက်ပြီးလျင် အောက်မှထင်းထည့်၍မီးမွေထားပါလေအသားကြက်တက်ရန် မီးတောင်မလိုပဲမီးခဲအချိန်လိုသောကြောင့်သစ်သုံးချောက်ခက်ကြီးကြီးများထည့်ရပါလေသစ်သုံးကြီးများကမီးခဲများကြာနိုင်ပြီး အသားကင်ရန်အနေတော်ဖြစ်ချိန်မှာခုံလီထားသော အသားများကိုစင်ပေါ်တင်၍အပေါ်အောက်လှန်ကကင်ပေးနေရပါတယ်။တာဝရေမနဲ့စောစောအသားကျက်ချိန်လောက်ပြန်ကြမယ်ကွ။အခုညမအိပ်လို့ဖြစ်တယ်မလား။အသားကင်အနှမ်းကြောင့်တခြားသောကောင်တွေလာနိုင်တယ်။ဒီတော့ဒီနေရာဘေးဘက်လဲမှာမီးသုံးလေးဖို့ဖိုထားပြီးတော့ထေးမပြတန်းထည့်ရမယ်ကွ။ကျွန်တော်ဆက်လုပ်လိုက်မယ်ကိုကြီးဖို့ဒီရေချိုးလိုက်လေ။ဦးရိုက်နေရောပေါ့။ကျွန်တော်မှတာဝကိုမှားစရာရှိတာကိုမှားပြီးတန်းချောင်းတွေရေစိမ်ချိုးလိုက် တနေကုန်ပူအပ်၍ကျွေးများနှင့်စိုကတ်နေရအေးမြသောဆမ်းရည်ကြောင့်လူကလန်းဆန်းသွားရတော့တယ်ကျွန်ုပ်ရေချိုးပြီးချိန်လေတာဝါကိုရေချိုးခိုင်းလိုက်တယ်နေရာဒီမှုသစ်ကိုင်းကြောင့်သစ်ပင်ကြောင်များကိုဝဝေးလန်လန်ရှာစရာမလိုဘဲနဲ့အနီးဝင်းကျင်မှာပင်အလွဲတကူရှာနိုင်သောကြောင့်ထင်းကြောင်များကိုတာဝါကတဘောတွင်စုပုံထားစီကိုတွေးရကျွန်ုပ်တို့ဆရာသဘက်မှာညစာချက်မနေကြတော့ဘဲနဲ့စက်ချေအပဲအမြင့်တို့ကိုစားဖို့ဖုတ်ကင်၍ယူနီဂျန်တောက်ကညစာအဖြစ်တဲလိုက်ကြတယ် ညသည်မောင်တဲ့မောင်လာပြီဖြစ်ပါတယ်အိတန်းနဲ့ကျင်းငဲတို့အော်မိတန်းမြောင်မြအော်တန်းခြေဟောက်တန်းများအစကပထမမောင်စားတွင်ကြားနေရတော့လဲတဖြည်းဖြည်းအတန်းများတိတ်ဆိတ်လာပါတော့တယ်အသားများမှာအစီများများကမိခဲများပေါ်ပြုတ်ကြရာရှဲကနဲ့မိတန်းနဲ့အတူအသားအညော်နှန်းကမိခိုးငွေများနဲ့အတူပဝင်းကျင်တွေလွှမ်းခြုံလျက်ရှိနေပါတယ်ကျွန်တော်တို့ဘေးဘက်လွယ်တွင်တစ်သုံးကြီးများဖြင့်ဖုံထားသောမိဘုံကြီး၄ဘုံရှိပါတယ် အသားညော်နဲ့ကြောင့်တောလိပ်ဆံများရောက်လာနိုင်တော်လဲတောနေသရဝါများမှာမိကိုကြောက်လန့်တော့ကြောင့်အနာကရဲကြမည်မဟုတ်ပေယူမတော်မှုနှွေပင်ဖြစ်စီကောင်မူညာပိုင်းတွင်အေးစိမ့်လာတော်လဲကျွန်ုပ်တို့မှာအသားများအထောက်အကျက်ညီစေရန်လှန်လို့ပေးခြင်းသင်းပြီးရောလာခြင်းတွင်မိထက်ပေးခြင်းလို့ကိုပြုလုပ်နေရသောကြောင့်အေးတံကိုမခံစားမိပေကျွန်ုပ်နှင့်တာဝမှာခုတ်ထစ်လာသောဝါးများကိုခုတ်ထစ်စိတ်ဖြာ၍ချင်းရာကြီးတယောက်တလုံးရက်နေကြတယ် က်သွားသောအသားများကိုကျင်းကြားတွင်ထည့်၍သယ်ရန်ရက်နေကြခြင်းဖြစ်ပါသည်။တကားတပြောပြောဖြင့်လုံစရာရှိသည်များလုံနေကြရင်းနဲ့တကောင်ရန်အချိန်သို့ရောင်မန်းမသိရောက်လာပါတော့တယ်။ကိုယ့်ကိုယ်ဟိုမှာဘာကောင်ကြီးတွေလည်းမသိဘူးဗျ။ပြီးကန်ဒီချင်းကြားကြီးလက်စာတက်နေတော့ကျွန်တော်မှာတာဝါအပြောကြောင့်ဇက်ခနဲ့ခေါင်းမော့၍လက်ကတနက်ကိုအလိုလိုစုပ်ကင်ထားပြီးဖြစ်နေတယ်။နင်းဒီရဲရဲမလုံးကြီးလုံးကလက်နေဒံပြီးနှက်လက်ထိုးထားသည်လား။အယောင်ထွက်နေသောအကောင်ကြီးတကောင်ကခလန်းလန်းတွေရှိနေတယ်။ဟာ ကင်းကြီးများအကောင်ကြီးပဲနဲတော့အကောင်ကြီးလားမကြောက်နဲ့တော့ကဒီကောင်ကြီးမီးရောင်တွေရှိနေလို့မလာရဲဘူးမီးပုံတွေကိုသာမီးမပြတ်တမ်းထွန်းထားအုံးမင်းပင်းစီအလုံးရွယ်ကန်းရှိကင်းကြီးများမှာအသားညော်နဲ့ရာတော့ကြောင့်ရောက်လာခြင်းဖြစ်ရန်တူးတယ်မီးပုံကြီးလေးပုံကအရက်လေးမျက်နှာအချိန်ပြင်းစွာရှိနေတော့ကြောင့်ရှေ့မတိုးရဲပဲလှဲ့ပန်နေရင်းနဲ့နောက်ဆုံးလက်လျှော့ကတော်တွင်ဝင်ရောက်ပျောက်ွယ်သွားတော့တယ်ကင်းကြီးများထွက်သွားပြီမှမကြာမီအချိန်မှာပဲ အနက်ခံအလွန်ကောင်းသောတောခွေးများရောက်လာကြတယ်။လူရှိနေသည့်အပြင်မိဘကိုမဖြတ်ကြော်ရဲသောကြောင့်လက်လျှော့ပြန်သွားကြပြန်တယ်။ဟာဒီမြောက်တွေကဒီချိန်ထိမေ့ကြသေးဘူးလားမသိဘူး။ဒီလိုရှိတဲ့တာဝါရမြောက်တွေကအလေးချင်တစ်ခုရှိတယ်။ညအချင်းရောက်တဲ့တနအီလောက်ကြာရင်တခါမြောက်တကောင်ကမြေကြီးပေါ်ဆင်းလာပြီးတော့မြေကြီးရှိမရှိစမ်းကြည့်လေရှိတယ်။အဖွဲတဲကတကောင်စီအလဲကြဆင်းဆန်ကြည့်ကြတာပေါ့။အစမ်းပါလားဘာလို့မြေကြီးကိုစမ်းကြည့်ကြတာလဲကိုကြီးဖုတ်တယ်။ မပြောတပါဘူးကွာငါထင်တာတော့အပင်ပေါ်တက်နေတဲ့အကောင်တွေဆိုတော့ညာမောင်ကြီးမြေကြီးကိုမမြင်ရတော့ရှိမရှိစင်းစံကြည့်နေတာလို့မဆိုနိုင်ပါဘူးခလလန်တောဥစီမှမြောင်မြစူညံတန်းအော်ဟစ်တန်ကြောင့်တာဝါကိုကျွန်ုပ်မှမြောင်မြ၏ထူးဆန်းသောအမူအကျင့်တစ်ခုကိုရှင်းပြလိုက်ခြင်းဖြင့်ဖြစ်ပါတယ်ကိုကြီးဟိုတယ်ဟိုမှာဟိုမှာဟိုမှာတွေ့လားတိတ်တိတ်နေတာဝါငါဖွင့်ပြချက်မရဘဲနဲ့ဘာမှမလုပ်နဲ့ဘာမှလည်းမပြောနဲ့နော်ကျွန်ုပ်ကတာဝါကိုမြောင်အကြောင်းရှင်းပြနေခြင်း ကျွန်ုပ်တို့အနီးမီးဘုံရှိသူရောက်လာသူများကြောင့်တာဝကိုကြိုတင်၍တတိပေးစရာတွေကြိုတင်တတိပေးထားလိုက်တယ်။ရောက်လာကြသူများမှာဖြူဖြူဝဝကြီးညိုပွဲကောင်းသောရုပ်အသည်ဖြင့်သင်္ကန်းရုံထားသောဖုံးတော်ကြီးတစ်ပါးနှင့်ပိန်ကက်ကက်မဲနဲ့နဲ့အသားရည်ရှိသောဖုံးတော်ကြီးနောက်လိုက်ကပ်ပီယာတယောက်တို့ဖြစ်ကြပါလေ။တကားကြီးတို့ကမုတ်ဆိုးတွေလားအသားညော်နှံရလို့အသားလေးပါလေးအလှခံရအောင်ရောက်လာတာပါပဲတကားကြီး။အရှင်ဖျားကဘယ်ရက်ကသတင်းသုံးပြီးဘယ်ရက်ကိုကြွမှာလဲဖျား။ ညာအချိန်လင့်နေပြီအခုလိုတောတဲ့လျှောက်သွားနေတာအန္တရာယ်များပါတယ်မိုးဆိုးဖြစ်တဲ့ဒကာကြီးကလက်နက်ကိုအားကိုအားထပြုတယ်လိမ့်ဆန်နေကြတော့သွားလက်သေးခြေသေးတို့ကိုအားကိုတက်ကြဘုံကြီးတို့မှာလက်နက်ကမြစ်တာလက်နက်ပဲရှိတာမို့မြစ်တာပိုးတာပြီးသွားလာနေတော့ဘေးမတွေ့ပါဘူးဘုံတော်ကြီးတို့နေတာကဟိုးရှိတောင်ရိုးလေးမှာကျောင်းသင်္ကန်းစောင့်နေတာလာရကဒကာကြီးစီ လာတာပါပဲအသားလာလူခံတာပါ တတဝါတွေကိုမေတ္တာရှေ့ထားတဲ့အရှင်ဖရာအသာစားတယ်ဆိုတာတပည့်တော်အံ့ဩမိပါတယ်ဘုန်းတော်ကြီးတို့ဟာလည်းယဟန်အစ်င့်မရောက်သေးပဲတာမန်ယဟန်တော်အစ်င့်မှသာရှိသေးတာမို့စိတ်တော်ဆန္ဒကိုမချိုးနိုင်နိုင်သေးတာမို့အသာစားလို့စိတ်ရှိနေတာမဆန်းပါဘူးတကားကြီးအရှင်ဖရာအလိုရှိသမျှအသာတပည့်တော်လှူခံပါမယ်အထက်ကြွလာပါဖရာကျွန်တော်နဲ့ဘုန်းတော်ကြီးတို့စကားအပြန်အလှန်ပြောနေကြခြင်းဖြစ်ပါတယ်ကျွန်တော်မှမိုးဆိုးအလုတ်မတက်သား၍လုံနေရတော့လဲ ဘာသာရေးကိုအပြည့်အဝမလုံနိုင်တော့လဲတန်ခါသူငယ်များကိုရိုသေလေးစားယိုကျိုးစိတ်ရှိသူဖြစ်ပါတယ်။ညာနဲ့တောကြီးမြမဲအတွင်သွာလာ၍အလူခံသောဖုံးကြီးကိုဆယ်အတွင်တန်နေရဖြစ်မိပါတယ်။တို့ရတွင်ဒီလိုများမှာမေးမြန်းရာတွင်လဲယိုသေသေမေးမြန်းနေခြင်းပင်ဖြစ်တယ်။ကျွန်ုပ်ကအသားလူရန်ပေးဖိတ်ခြင်းကိုတုံနိဘာဝိနှုတ်ဆိတ်လျက်ရှိနေပါတယ်။တကာကြီးတို့မီးလင်းဖို့မီးရောင်ကပူပါပြီနဲ့ကွယ်ဒီကိုလာလူပါတကာကြီး အကယ်၍အရှင်ဖေယတပည့်တော်စီကိုမလူခံနိုင်ရင်အရှင်ဖေယရဲ့တပည့်တော်ကပ်ပီးယားကိုလွှတ်လိုက်ပါဖေယဒီလိုမှမဟုတ်ရင်တပည့်တော်မလူနိုင်ကြောင်းပါကျွန်ုပ်စကားကြောင့်ဘုန်းကြီးနဲ့ကပ်ပီးယားကြီးမှာတူတူကြိတ်၍စကားပြောဆိုနေကြတယ်ကပ်ပီးယားကြီးကခေါင်းတရရန်ရှိနေသောကြောင့်ငင်းဆန်နေဟန်တူတယ်ဘုန်းတော်ကြီးမှကျွန်ုပ်ကိုလာရောရဲ့အသားများလှူဒန်းခိုင်းပါတယ်ကျွန်ုပ်က လာရောက်လှူခံပါကလူမီဖြစ်ကြောင်း ကျွန်တော်တို့သွားရင်မလူကြောင့်စကားကိုရတ္တိပြတ်ပြောရင်ညင်းဆန်ထားခဲ့တယ်။မောင်ပင်ငါသားစားကျင်တယ်သွားယူပေးစမ်းမဖြစ်မဖြစ်ဘူးလေအရှင်ဖျားသွားယူဆိုသွားယူစမ်းကွာ နောက်ဆုံးကပ္ပရာကြီးမှာဖုန်းတော်ကြီးကစကားအံပြက်ပြက်ဖြင့်ပြောဆိုလာတော့ခါမမွေဝင်ရဲ့ခြေလမ်းများဖြင့်ရှေ့သို့တိုးကက်လာတယ်။အာအာအမလေးပူတယ်ဗျဟင်းကိုကြီးဖုတ်တယ်ဟိုဟိုလူဘလို့ဖြစ်သွားတာလဲအာသာနေတာဝငါပြောထားသလိုဘာမှမလုပ်ဖဲအခြေအနေစောင့်ကြည့်နေ ကျွန်တော်တို့ရှိရာ ဆောက်လာတော့ကပိယာကြီးမှာမိဘုံနဲ့နီးလာတော့ခါတကူလုံးအသားများရှေ့မတိုးရဲပဲတကူလုံးပူလောင်ရဖြင့်နောက်သူစုပ်သွားပါတော့တယ်ရှင်ဖျားတို့ဟာတာမန်လူသားတွေမဟုတ်ဘူးဆိုတာတပည့်တော်ရိမ့်မိပါလေအသားစားခြင်းနဲ့စီရင်ပေးလိုက်ပါမယ်ယူသွားကြပါကျွန်တော်မှအစကတည်းကပဲစေရွဲ့မစင်ကားလို့ရှိနေရမှာကပိယာကြီးကျွန်တော်တို့အနာမလာနိုင်သည်မို့ပို၍သေချာသွားပါလေကျွန်တော်မှစက်စပြုတ်နေပြီဖြစ်သောအသားနှစ်ပိတ်သာကန့်ကိုဖက်ဖြင့်ထုတ်၍ လှမ်းပြေးပေးလိုက်ရာကပ္ပယာကြီးမှကောက်၍ဖုံးတော်ကြီးကိုသွားပေနေသည်ကိုတွေ့ရတယ်။ဖုံးတော်ကြီးမှသူတို့ရှိရာကိုကျေးဇူးတင်ဟန်လှမ်းကြည့်နဲ့ခိတ္တမြရက်နေတယ်။တတော်တိုင်းဟာဆွဲလန်းမှုကိုမပယ်ဖက်နိုင်ကြဘူးဆိုပေမဲ့အဆွဲလန်းစိတ်တအားပြင်းထန်ရင်အတက်ကျူးအယူပြည့်ဆိုသလိုဖြစ်ကုန်ကြားတော်ဒါပါပဲ။ကျွန်တော်လည်းဒီလိုပါပဲ။တောင်ပေါ်တောရကျောင်းမှာဟောဒီကပ္ပယာကြီးကိုအဖော်ပြရင်းနဲ့တရားအလုပ်လုပ်နေချိန်စင်ရိုင်းအုပ်ဖျက်ချိန်မှာ အသက်ကုန်ဆုံးရခြင်းဖြစ်ပါတယ်ဘယ်တော့ပဲတရားလုံနေပါစေပေချိန်မှာတရားအသည့်ပျောက်ခဲ့လို့အခုလိုမကောင်းတဲ့ဘုံဝါကို ရောက်နေရတာပါပဲဘုန်းကြီးတို့စားခြင်းနဲ့အသာပေးတဲ့မိုးဆိုးကြီးတို့ကိုကျေးဇူးတင်ပါလေဘုန်းတော်ကြီးကပြောလို့ရပြောပြီးကပ္ပယာကြီးကိုအဖော်ပြီးတော်တွင် အမောင်တို့အတွင်ဝင်ရောက်ပျောက်ွယ်သွားတော့ပါလေဘုန်းတော်ကြီးပြောသောစကားများကိုကျွန်ုပ်အပြေးဝနားမလဲပဲတို့ရတဲ့ တေဂန်နီစေရဆွဲကြောင်မကျွတ်မလွတ်တော့ဘဝရောင်းနေမှန်းတော့တိလိုက်တယ်။ဘုန်းကြီးလည်းတရေရှိတာပဲ။ကြောချမ်းစရာကြီးကိုကြီးဖိုးတွေရာအသာစားကြည့်လို့လာတောင်းယုံပါပဲ။လူကိုအနေရပြုမဲ့သူတော့ပရာလောကသားတွေမဟုတ်ပါဘူးကွာ။နောက်ပြီးပရာလောကသားဆိုတာဘုန်းကြီးလည်းရှိတာပါပဲ။မင်းမကြဘူးလား။သကယ်ပုံတစ်ခုရှိတယ်လေ။ကတုံးနဲ့ဆန်တို့ကငရဲမှာအများဆုံးဆိုတာ။အဲ့ဒီစကားရဲ့အတိတ်ဘယ်ကဘာလဲကိုကြီးဖိုးလေ။မိမနဲ့ဘုန်းကြီးတွေကိုဆိုလိုတာတော့တာဝရ။ ယဟန်ဝိပေမဲ့ယဟန်ကိုဆောင်ထင်းရမိဝင်းဤသိခါပုတ်ကိုမဆောင်ထင်းနိုင်လူထက်ပိုအပြစ်ကြီးတောင်ငရဲမှာဖုံးကြီးတွေအများဆုံးလို့ဆိုလိုရန်ရှိတယ်ကွမိမတွေကြတော့မနာလိုဝင်းတိုစိတ်ကများသားမဟုတ်လားတခုမို့တခုအပြစ်ကျူးလို့နေကြတာဒါကြောင့်အဲ့ဒီလိုဆိုတာဖြစ်မယ်ငားစိတ်တဲ့ရှိသလိုအနေတိပဲဖွင့်ဆိုတာဆိုတော့မှားတော့လဲမှားနိုင်တယ်ငါကမဟုတ်ဆိုဆိုတော့ဘာသာရေးအလှမ်းဝေးတယ်ပြောရမယ်ကွတကယ်အကျယ်ဝင်းသိကျင်တော့လူကြီးသူမကိုမေးဆန်းကြည့်ပေါ့ကွာ တောင်ဝမှာပရာလောကသာဖုံးကြီးနဲ့ကပ်ပီးယားကိုတွေ့ချင်းကြောင့်အနှဲငယ်ကြောင်းလန့်နေရန်ရှိရာကျွန်ုပ်ကတာဝကိုမကြောက်စီရန်ပြောပြနေခြင်းပင်ဖြစ်ပါလေ။တညာလို့ဟိုကြောင့်ဒီကြောင့်ပြောဆိုရင်းနဲ့မိုးလည်းလင်းလာခဲ့ပါပြီ။နှစ်ယောက်သားကြက်တိုက်ထားသောအသားများကိုကျင်းကြားအတွင်ထည့်၍ရွာသို့ပြန်လာခဲ့ကြတော့လေ။ကျွန်ုပ်မှာပရာလောကဖုံးကြီးနဲ့ယခုမှပရမအောင်အချိန်တွေ့ဘူးချင်းဖြစ်ပါလေ။ပရာလောကသာဖုံးကြီးကိုကြောက်စိန်အလှင်မရှိဘဲနဲ့ တတိတံဝေကတရားတစ်ခုယင်နဲ့ရောက်လာတယ်လို့ခံစားနေမိပါတော့တယ်။ဟုတ်ကဲ့ပါခင်ဗျာ။စာရေးဆရာမြူကိုလင်ကရေးသားထားတဲ့မုတ်ဆိုးဖိုးတင်တဲ့တောနဲ့ထဲကဖုံးတော်ကြီးဆိုတဲ့စိတ်ဝင်စားဝယ်ရာတောတွင်မုတ်ဆိုးဇလန်းကောင်းလေးကတော့ဒီမှာပဲပြီးဆုံးလို့သွားပါ යි ခင်ဗျာ။ဇလန်းလေးကိုပြီးဆုံးအောင် နားထောင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။စီစဉ်တင်ဆက်သူကတော့ကျွန်တော်ချမ်းမြေပဲဖြစ်ပါတယ်ခင်ဗျာ။